ီးမြမသည်စုရတာမရတာသည်ကိုနဲ့မဆိုင်ဘူးဒါကပိုင်ရှင်နဲ့ပဲဆိုင်ရင်ပိုင်ရှင်သည်ဒါသူသည်သူအဆင်ပြေရအောင်သူလုပ်လိုက်မယ် ဲ့တော့ကိုယ့်ဘက်ကဆုရသည်ဖြစ်စေမရသည်ဖြစ်စေဘောပေါ်မှာတက်မြည်မှုအရေးကြီးတယ်။မတရားတာတွေလည်းမြင်လိမ့်မယ်။အဲ့ဒါကိုကိုယ်ဒီ mature ဖြစ်တဲ့အနေနဲ့ဘာမလုပ်ရဘူးလဲဆိုတော့ဘောပေါ်တက်မြည်ဖို့ plan လောက်ဟာလေးရှိတယ်။ကလေးတွေပေါ့နော်။ပြီးတော့ဘယ်လိုခေါ်မလဲ။ကိုယ်ဘောပေါ်မှာတက်ရေးလိုက်လို့ရှိရင်ဘယ်နေရာမှာမှတရားမျှတရဲဆိုတာမရှိဘူး။ပါဆိုကိုမရရင်မမျှတဘူးလို့ပဲထင်ပါပဲလေအဲ့တော့ဘောပေါ်ကိုတက်မရင်းနဲ့ဒါပေမဲ့တခုခုဆိုရင်တော့ကိုယ့်ရဲ့ national director ကိုနည်းနည်း plan ပြီးရရှိဖွင့်ပြီးတိုင်ပေါ့နော်အဲ့အဲ့လောက်တော့ရှိတယ်ဘောပေါ်တက်မရင်းနဲ့ပြီးွားလို့ရှိရင်ပွဲပြီးွားလို့ရှိရင်လေဒီပွဲရှင်ကြော ောင်ကိုဟာအောင်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားကရေးဖို့ရေးရမယ်ဟုတ်အဲ့ဒါလာလို့ကြာသူ့ကိုတင်မဲ့အရာပေါ့နော်တရားတယ်မတရားဘူးဆိုတာကကိုယ့်ရဲ့အတွေ့ အာပိုင်ရှင်ကတော့သူနဲ့အဆင်ပြေအောင်သူလုပ်ရမှာပဲနိုင်ငံချင်းအပေးအယူတစ်ခုခုရှိတာဖြစ်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါပေမဲ့တချို့လူမျိုးကကြတော့ပေးအိတ်တယ်လို့ထင်ရတယ်သိရမလားဒီမယ်နဲ့တထင်းရင်လည်းပေးအိတ်မှာစုရတယ်မဟုတ်အဓိကအိတ်တယ်မအိတ်ဘူးကနိုင်ငံเจ้าမှာအိတ်တယ်မအိတ်ဘူးကိစ္စအဓိကမဟုတ်အဓိကနိုင်ငံအချင်းချင်းကဘယ်လိုခေါ်မလဲစီးပွားရေးအရာဘယ်လိုမျိုး ပေါင်းကူးလို့ရမလဲဆိုတာကိုအဓိကထားပြီးအလုပ်လုပ်ကြတာအဲ့မှာလာကြည့်ရတဲ့တထေးတွေကလည်းမယ်ရီနဲ့အိတ်ဖို့မဟုတ်ဘူးသူတို့ဒီဒီကိုလာရင်းနဲ့မှာဒီဝိုင်းမှာတူတူထိုင်ရင်းနဲ့စီးဝိုင်းတပါအချင်းချင်းဖလဲကြတာ ranking မြင့်တဲ့လူနဲ့နှိမ့်တဲ့လူနဲ့ပြေးပြီးတော့ကျွန်တော်ကိုကျွန်တော်ကျွန်တော်ကတော့ဘသူပါခင်ဗျားတွေ့ရဝန်တာပါတဲ့အလုပ်ကလေးတွေဆက်ပြီးလုပ်ဖို့အတွက်လာကြတာဆိုတော့ဒါသည်စီးဝိုင်းပေါင်းကူတတာတခုပဲအဲ့ဒီမှာမှကိုမြန်မာဆိုတာကနာမည်ကောင်းလို့ရှိရင်ငါတို့မြန်မာနဲ့အလုပ်လုပ်ချင်ဆိုရာကထွက်လာမှာပေါ့เนาะအဲ့ခါကျတော့ဒီမြန်မာဒီစုရတာမရတာဒီ ကိုနဲ့မဆိုင်ဘူးဒါကပိုင်ရှင်နဲ့ပဲဆိုင်တယ်ပိုင်ရှင်သည်ဒါသူသည်သူအဆင်ပြေရအောင်သူလုပ်နိုင်မယ်အဲ့တော့ကိုယ့်ဘက်ကဆိုးရသည်ဖြစ်စေမရသည်ဖြစ်စေဘောပေါ်မှာတက်မရေးမှုအရေးကြီးတယ်မတရားတာတွေလည်းမြင်လိမ့်မယ်အဲ့ဒါကိုကိုယ်ဒီ mature ဖြစ်တဲ့အနေနဲ့ဘာမလုပ်ရဘူးလဲဆိုတော့ဘောပေါ်တက်မရေးဖို့ plan လောက်ဟာလေးရှိတယ်ကလေးတွေပေါ့နော်ပြီးတော့ဘယ်လိုခေါ်မလဲကိုယ်ဘောပေါ်မှာတက်ရေးလိုက်လို့ရှိရင်ဘယ်နေရာမှာမှတရားမျှတရဆိုတာမရှိဘူး ။ဘာဆိုကိုမေးရရင်မမျှတဘူးလို့ပဲထင်ပါပဲ။အဲ့တော့ဝေါ်ဘောင်ကိုတက်မရင်းနဲ့ဒါပေမဲ့တခုခုဆိုရင်တော့ကိုယ့်ရဲ့ National Director ကိုနည်းနည်း plan ပြီးရရှိဖွင့်ပြီးတိုင်ပေါ့နော်။အဲ့အလောက်တော့ရှိတယ်ဝေါ်ဘောင်တက်မရင်းနဲ့ပြီးွားလို့ရှိရင်ပွဲပြီးွားလို့ရှိရင်လေဒီပွဲရှင်ကြောင့်ကိုဟာအောင်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားကရေးဖို့ရေးရမယ်။နမို့ဆိုရင်ကိုယ့်ကိုတိလာပါမဟုတ်ဘူး။သူဒီဒီ Asia အဲပွဲကိုတော့ပြိုင်နေ။စုရသည်ဖြစ်စီမပြသည်ဖြစ်စီတရားသည်ဖြစ်စီမတရားသည်ဖြစ်စီဒါတွေအားလုံးဒီ မပြောရဘူးမရေးရဘူးဒါပေမဲ့သူဒီ Mrs. မြန်မာတယောက်အစ်တန်တော် Mrs. မြန်မာတယောက်ဖြစ်လာဖို့ဟာအကုန်ခံပြီးတော့ကျင်းပပေးခဲ့တာပွဲရှင်ဆိုတော့ပွဲရှင်ကိုကျေးဇူးတင်ပေးပါပြီးတော့ကိုကိုရွေးချယ်ခဲ့တာဒီ National Director သူမရွေးချယ်ခင်ကိုဟာ Mrs. မြန်မာဖြစ်လာ ਉ ဒါကြောင့် National Director ကိုကျေးဇူးတင်ပေးပါတကယ်လို့လမ်းခွဲရမယ်အလုပ်တူတူမလုပ်တော့ဘူးဆိုလို့ရှင်တယ်ကိုကြောင့်သူတို့ကုန်ခဲ့ရတဲ့ ငွေကြေးတွေအားလုံးတစ်ခုခုပေါ့နော်ဟိုပြန်ပြီးတော့ပေးဆက်ပြီးတော့မှလွတ်လပ်စွာနဲ့ခင်မင်စွာနဲ့လမ်းခွဲပေးပါအဲဒါမျိုးလေးပေါ့နော်နှမ်းမယ်တင်လေးရှိရဲ့ရှင့်အဲ့ရဆက်ဖြစ်တုန်းကကြတော့တက်တူးတော်ထိုးခွေမရှိအတူတွေလည်းထဲခွေမရှိဟိုပြုတ်ပြင်ခွင်လည်းမရှိအခုခင်မာကတတူးလည်းထိုးလို့ရတယ်အတူတွေလည်းဆီလီကွန်နဲ့လည်းထက်ခွေရှိရဲပြုတ်ပြင်ခွင်လည်းရှိတယ်နောက်ဆုံး transgender တော့မှပြန်လို့ရတယ်အိမ်တော်တွေလည်းပြန်လို့ရတယ်အရန်ကိုတိုးတက်လာပြီပေါ့ဆယ်နှစ်မှာအမြင်မကျင်းတော့ဘူးဆိုတဲ့အခါကျတော့ အရင်ခေတ်တော့ personal ကိစ္စတွေရှုပ်ရှုပ်ရှက်ရှက်ဖြစ်တာနဲ့အကောင့်တင်ရရှိရလှမ်းလို့တင်ရရတဲ့ account တွေရှိပါတယ် personal ကိစ္စတွေပေါ့နော်ဒါမျိုးတွေဖြစ်ခဲ့ကြပါတယ်အခုမှမဟုတ်ဘူးအချိန်ကြီးကဖြစ်ခဲ့ကြတယ်အဲ့တော့တော်တိုင်တဲ့လူတွေရှိရ organization ကိုဟဲ့ကျမတော့မသိအရှင်တော့ဘယ်ရသိလဲဆိုတော့မှတခြားလူတွေကတိုင်ရတဲ့အချိန်မှာ main account တင်ပြီးဆို organization ကတင်ဆိုလို့ရှိရင်တင်ခဲ့ရတာရှိတယ်ဒါပေမဲ့လှမ်းလို့တော့ဖွင့်မပြောခဲ့ဘူးပေါ့ကိုယ်ပဲအစိုးခံပြီးတင်လိုက်ရတဲ့ဟာပေါ့နော်ဟုတ် ကိုပဲကိုပဲလူဆိုးဖြစ်ခံပြီးတင်လိုက်ရတယ်သူရဲ့ personal ဟာလို့ခွင့်မပြောဘူးပေါ့နော်အဲ့လိုမျိုးရှိရဲ့အခုခေတ်ကကြတော့အရာရာပြောင်းလဲလာကြပြီဒီ personal ကိစ္စဒီ personal ကိစ္စနိုင်ငံသားမှာပြိုင်ဖို့အတွက်ပြင်ပြီးသွားတဲ့ကိစ္စဒီနိုင်ငံသားမှာပြိုင်ဖို့ရဲ့ကိစ္စဆိုတဲ့အတွက်ကြောင့်မှတ်လို့အခုချိန်မှာဘာမှမပြောတော့တက်တူးနဲ့မဲကိုတောင်မှလက်ခံသေးတယ်ဆိုလို့ရှိရင်ဒီ personal နဲ့ပတ်သက်ပြီးတော့ဖြစ်ပြနေတယ်မဲရောသူ ready ဖြစ်ပြီဆိုလို့ရှိရင်ပြောတာเนาะလက်ခံသေးလို့ရမှာပဲ တကယ်လို့၆ပြည့်ကင်းတဲလဲရှင်စင်ကိုတကယ်လိုချင်နေဆိုလို့ရှင်အစတည်းကစင်ပေါ်ဆရွေကြရ၆ပြည့်ကင်းတဲလဲဆင်နဲ့တည်းဒါဆိုလို့ရှင်တော့သူမရင်ဖြုတ်ခွင့်ရှိရဲ့လှမ်းလို့ဖြစ်တော့လို့ပေါ့လုံငယ်ရဲ့ဆင်နဲ့အခုကအကုန်လုံးကလွတ်လပ်ပေါ်ပါစားနဲ့လှုပ်ခွင့်ရှိရဲ့အချိန်မှာဒီ personal ကိစ္စတွေရှုပ်ထွေးလာလို့ရှင်လဲလှမ်းလို့နေနေဘာမှဝယ်မပြောလို့ဘာလို့လဲဆိုတော့လုံငယ်ရဲ့ဆင်နဲ့အခုနေဘာမှမတူတော့ဘူးဟုတ်ဘူးဘာလို့ပြောမလဲဆိုတော့အဓိကကပေါ်တော့ အာမစ္စတာရောက်အနေနဲ့ကဟိုဘက်မှာဆူရတာမရတာဒါပဲပိုရေးကြည့်တယ်။ဟိုဘက်မှာကောင်းလားအိုကေကောင်းကောင်းမွန်မွန်ပြိုင်နိုင်လားမပြိုင်နိုင်လားပဲပို့ပြီးတော့အရေးကြီးတယ်။တချို့မစ္စတီလည်းသူတို့မှမဖြူစင်နိုင်ရှိမှာပဲဒါပေမဲ့မပေါ်ပေါက်လာဘူးမတိကြဘူး။တချို့မစ္စကျတော့ တကယ်ဘလုတ်ထဲနဲ့နာမည်ဖြတ်ခံရတာရှိရတချို့ကြတော့တကယ်လို့တကယ်ဖြစ်တာရှိရပေါ့နော်ဆိုတော့ဒီလိုအပိုင်းတွေဆိုလို့ရှိရင်တော့လမ်းမှုကလုံးဝဝင်မစွာဘူးဒါပေမဲ့လမ်းမှုတွေတော့ဖြစ်ခဲ့ပြီးတယ် personality personal နဲ့ပတ်သက်ပြီးတော့ရှုပ်ရှုပ်ထွေးထွေးဖြစ်တဲ့အတွက်ကြောင့်ထုတ်ပေးပါဆိုလို့လမ်းမှုထုတ်ပေးရရှိတယ်ဒါအဲ့ဒီဖြစ်တော့လာအဲ့တော့ဘသူနဲ့မပြတ်သွားလဲလမ်းမှုထုတ်တာပြတ်သွားတယ်ကိုယ်ကလေးရဲ့အကြောင်းကိုလည်းကိုကမပြောရက်ဘူးပြိတက်ကိုမစားပြရက်ဘူးကိုပဲအမိုက်မဲခံတယ်အခုဒီခေတ်မှာ7နှစ်ကြာတော့ပြီ ဘသူမှအမောမဆန်တော့ဟုတ်အဲ့တော့အစင်ကြီးကလုတ်ပါဘသူပဲပြန်ပြိုင်အပိရဲ့လူကအပိမှာပဲအမတိရဲ့လူကအမတိပေါ့နော်လောလောဆယ်ကိုစားဖို့ကိုရှာမရပေးမန်းနေ အပိစာလေးပြောပါဟုတ်ကဲ့အစ်တနာဘယ်နေရာမှာဘာတွေပဲဖြစ်နေပါစေစ조사ပါအဲဘယ်လိုခေါ်မလဲအရင်ပင်မလာတဲ့တရားတော်မှာနောက်ကိုမဆုတ်ပါနဲ့နောက်ဆုံးကတွိုင်းနဲ့တစ်ခွနဲ့ဂျိုးသွားရင်တော့မှဖက်နှက်နှစ်ခုလုံးဖယ်လိုက်ပြီးတော့ခြေဗလာနဲ့ပဲခြေပွားလေးထောက်ပြီးတော့တွားလိုက်ပါနောက်ဆုံးထိုင်လိုက်တဲ့အချိန်မှာကိုဝစ်ထားတဲ့စကတ်ကကွဲသွားရင်တော့မှအဲ့ဒီအကွဲကိုချုပ်ရိုးကိုဖြီးချလိုက်ပြီးတော့ပေါင်ကိုတချမ်းထုတ်ပြီးရှောက်လိုက်ပါလို့ပဲသားတို့ကပြောပြခြင်းပါတယ်